င်္ဂလာပါဒီနေ့မလ17ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာရီချန်နယ်တွေကစိတ်ဝင်စားဖို့သတင်းတွေကတ်တွန်းတွေရွေးချယ်ဖပြမယ့်အစီအစဉ်မှာဒီစီစဉ်မှာတော့ကျွန်မအီမမမွန်နဲ့အတူကျွန်မခိုင်ဘန်နူရာအတူတင်ဆက်ပေးသွားမှာပါရှင်ဟုတ်ကဲ့ခိုင်ဘန်နူရေအရင်ဆုံးဒီဒီနေ့တွေ့တဲ့သတင်းစာရီရဲ့မျက်နှာပုံသတင်းတွေဖပြလိုက်မယ်နော်မြန်မာတိုင်းမှာပါတဲ့မျက်နှာပုံတွေနားရတဲ့သတင်းကတော့ဒဇံပေးရဲ့ငားရဲ့တတ်မှတ်တော်လဲတဲ့ဝန်ထမ်းများအုတ်ဆုံးမှုနီလန်းများဖြစ်အဆင်ပြေစေရန်စီစဉ်ဆောင်ရွက်ပေးမယ်တဲ့ဒါတော့ဒီရဲ့ပိုင်းနည်းပေါ့နော်ငားရဲ့ပေးကငားရဲ့ဖြစ်မယ်ဆဲရဲ့ဖြစ်မယ်ဆိုပြီးတော့အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးတော့ ဒါဒီသတင်းဖတ်လိုက်ရင်တော့ရှင်းရှင်းလင်းလင်းတိတိကျကျသိရမယ်ထင်ပါတယ်။ဟုတ်ပြန်ကြတယ်လည်းမျိုးမျိုးဖြစ်နေရောလေ။ဟုတ်ကဲ့ပါ။ဒေလီလဲပဲမြန်မာပုံသတင်းကတော့အကြမ်းဖက်ဖြိုခွဲခံရသည့်မှာနှစ်နှစ်ပြည့်ပြီဖြစ်တော့လေဒီမိုကရေစီပညာရေးတောင်းဆိုချက်ဆက်တဲ့ချက်ကိုလက်ရှိချိန်ဒီမရသေးကြောင်းဘကတာဖွဲ့ချုပ်ထုတ်ပြန်ဆိုတဲ့သတင်းမှာမနေ့ကတော့ဒီလက်ဗရန်မှာဒီမိုကရေစီပြည်မတဲ့ဘိတ်စစ်ကြောင်းចောင်းသားရည်နဲ့ရဲရင်နဲ့ပြိပခါဖြစ်ပြီးတော့အကြမ်းဖက်ဖြိုခွဲခံရနှစ်နှစ်ပြည့်ရနေပေါ့နော်။အဲ့နှစ်နှစ်ပြည့်ရတဲ့အထိဒီတို့တောင်းဆိုထားတဲ့အချက်တွေမရသေးတဲ့အကြောင်းရေးသားထားတဲ့သတင်းမှာ70မှာတော့ ပကန်းစည်းဝေးသတင်းထုတ်ပြန်ချက်ပေါ်တဲ့အစိုးရနဲ့တက်မတော်ကအပြုသဘောဆောင်သောနိုင်ငံရေးသဘောထားများဖော်ပြတင်ဝါအဖွဲ့ဆိုတဲ့ဒါကတော့ဒီနေ့အတွက်ထွက်လာတဲ့သတင်းတွေကမျက်နှာဖုံးသတင်းတွေပေါ့နော်။မလေးရောဒီနေ့အတွက်ဘယ်အဒီတာရဲ့အဘော်များဖတ်ပြမလဲ။ဟုတ်ကဲ့ပါညီမဒီ the voice ဟိုဟာ the voice မှာပါတဲ့အဒီတာအဘော်လို့ရွေးထားပါရှင်။ဒါလက်ရှိဖြစ်နေတဲ့ဒီလျှက်စစ်မီတာကတိုးကောင်းမယ်ဆိုတဲ့အဘော်ဒါဖွေပန်ထားတဲ့ဟာလို့သူရေးထားတာပေါ့နော်။လျှက်စစ်တာကပြဿနာအဖြေရှာလို့သူတော့ခေါင်းစဉ်တက်ထားပါရဲ့။ ရာကအလျက်စင်းနေတဲ့စွမ်းအင်ဝင်ကြီးဌာနလက်ရှိကောက်ခံနေတဲ့လျက်စင်မီတာကားတွေအားတဲ့ထုတ်လုပ်စင်းနဲ့တွက်ကြည့်မယ်ဆိုရင်အရှုံးပြနေတာကြောင့်တဲ့လာမယ့်ဗန္ဒာနှစ်မှာ၃စားခန့်တွင်းမြင်ကောက်ခံရန်စီစဉ်နေတယ်ဆိုတော့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဒါပြည်သူတွေဘက်ကနေဝေဖန်မှုတွေပေါ်ထွက်ခဲ့တာပေါ့နော်အများစုကတော့စောင့်ဝင်နေကြတဲ့မှုတွေတဲ့အလုတ်ကင်ခွန်းလန်းနေပါမှုဝင်းဝင်းနေပါမှုတဲ့ကုံစင်းလုံးကြီးမြင့်မှုစတဲ့အခက်ခဲတွေကိုအခြေခံပြီးတော့ဒီမီတာကောက်တိုးကောက်မဲ့အစီအစဉ်ကိုကန့်ကွက်ကြတယ်။အနည်းငယ်တဲ့လူတချို့ကတော့ဘာပြောလဲဆိုတော့ နိုင်ငံတကာမှာကောက်ခံနေတဲ့နှုံးသားတွေနဲ့နှိုင်းရှင်ပြီးထောက်ခံကြရပါတော့ဒီလိုတိုးကောက်မဲ့ဟာကိုစစ်စစ်အားဖြင့်နဲ့မြန်မာနိုင်ငံမှာလက်ရှိကောက်ခံနေတဲ့လျှက်စစ်တပ်အုံဆွဲကနှုံးသားတွေအရဆိုရင်ဒေသရင်းနိုင်ငံတွေနဲ့နှိုင်းရှင်မယ်ဆိုရင်တော့နေပါနေပြင်မလဲလိုအပ်ချက်ရှိသလောက်ဖြန့်ဖြူးပေးနိုင်ခြင်းဒါမှမဟုတ်ရင်နိုင်ငံရဲ့လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ဖြန့်ဖြူးနိုင်ခြင်းမရှိတာကြောင့်ဒီဇယ်စီသုံးဂျန်နရေတာတွေကိုတနိုင်တစ်ပိုင်းဝယ်ယူအသုံးပြုရမှုအများဆုံးနိုင်ငံလည်းဖြစ်ပါရဲ့တဲ့။ဒါကြောင့်လည်းအမှန်တကယ်လိုအပ်ချက်ရှိတဲ့ပမာဏအတိုင်းအစိုးရကဖြည့်ဆည်းပေးမယ်ဆိုရင်တော့ ပြည်သူလူထုနဲ့လုပ်ငန်းရှင်တွေကတအားကားတွေကိုထိုက်တင်တယ်လို့တွန်းမြင်ကောက်ခံတာကိုအခြေခံဆိုရင်တော့သဘောတူညီကြပါရဲ့တဲ့။ဒါပေမဲ့သုံးစအထိယုတ်ချီတွန်းမြင်ကောက်ခံခြင်းကိုတော့ဒါလက်ခံမှုမလွယ်ကူပါဘူးတဲ့။နိုင်ငံသားတဦးရဲ့တဦးချင်းဝင်ဝင်နဲ့လျှက်စစ်တာသုံးဆွဲမှုတအားကကောက်ခံမှုနှုန်းဟာလဲဒေတာတွင်းနိုင်ငံတွေနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်အချို့မမျှသေးတာကြောင့်လက်ရှိကောက်ခံနေတဲ့နှုံသားထက်တွင်းမြင့်ကောက်ခံလို့ရဆိုရင်တဲ့နိုင်ငံသားတို့ရဲ့ဝင်ငွေအချိုးကျမြင့်တက်လာဖို့လည်းအစီအစဉ်တွေရှိနေဖို့လိုအပ်ပါတယ်တဲ့ဒါကတခြားတစ်ဖက်မှာဆိုရင်တော့ ဒီစီးပွားရေးလုပ်ငန်းများစွာလုပ်ကိုင်နေသူတွေပေါ့နော်အရင်အာနာရှင်အစိုးရလက်ထက်ကအများထက်အခွင့်အရေးပုံမရရှိခဲ့တာကြောင့်ချမ်းသာကြွယ်ဝနေသူတွေတဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ခရိုနီတွေကလည်း၎င်းတို့သုံးဆွဲတဲ့ဓာတ်ကကြာသိငွေကိုအမှန်တိုင်းပေးဆောင်ခြင်းမရှိဘဲနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကနှိမ့်နှိုင်းပြီးတော့ပေါ်ရပေးဆောင်နေချိန်မှာတဲ့အသေးစားနဲ့အလက်စားလုပ်ငန်းတွေတာမန်ပြည်သူတွေကအမှန်တိုင်းပေးဆောင်နေရတာမမြတ်တအောင်ဆိုပြီးတော့ဒါကန့်ကွက်နေကြရလဲဖြစ်ပါတယ် ဒါကြောင့်ねမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာလျှက်စစ်တာစတင်သုံးဆွဲတဲ့နိုင်ငံမဟုတ်ချင်းကြောင့်မိမိတို့ကိုယ်ပိုင်စိတ်ကူးစိတ်တန်းကိုယ်ပိုင်နီးနာရင်းနဲ့ဖြည့်ရှင်းတာထက်မိမိတို့ရှိမှာတဲ့အလားတူပြဿနာတွေကြုံခဲ့မှုတဲ့နိုင်ငံတွေကိုနမူနာယူပြီးတော့ဒါဖြည့်ရှင်းဖို့လည်းလိုအပ်ပါတယ်တဲ့မိတာကတွင်းမြင့်ကောက်ခံခြင်းကိစ္စဟာလောလောဆယ်ပြည်သူအများစုရဲ့ကန့်ကွက်တာကြောင့်ねယာယီရဆိုင်ထားပေမဲ့လည်းအစိုးရထံမှာတခြားနီးလန်းတွေနဲ့ဝင်ငွေနှဲပါးနေပါကရနိုင်တဲ့နီးလန်းမျိုးစုံတွေပေါ့နော် ပြည်သူတွေထံကအခွန်နဲ့တခြားဝန်ဆောင်ကတွေယူဖို့လဲကြိုးပမ်းလာတာဖြစ်တာကြောင့်ねပြည်သူတွေဘက်ကလည်းပြင်ဆင်ထားရလိုအပ်တယ်လို့အစိုးရအနေနဲ့လည်းမိမိတို့ကောက်ခံရယူတဲ့အခွန်ဝန်ဆောင်ကနှုံးနေတဲ့ထိုက်တန်တဲ့ဝန်ဆောင်မှုတွေကိုပြန်လည်ပေးရဖို့လိုအပ်တယ်ဆိုပြီးဒါ the white ကတော့အိဒါအပေါ်နဲ့ရေးထားရပါရှင့်ဟုတ်ကဲ့ပါဒါလျက်စစ်တီနေရာဒီနဲ့မျက်စစ်ခွန်နေမနဲ့အကိစ္စပါနော်ဆက်ပြီးတော့အမကဒီ7 day မှာပါတဲ့တင်ဖို့ဖပြခြင်းねဒီတက်ခုတ်ကန်ကကြွေးကြံများပေးသွင်းရတဲ့လွတ်တော်အမများကိုစီရင်ရိတ်တာနှိုးစော်ဆိုတဲ့တင်မှာ ါတော့ဗောနော်နေပြည်တော်စီပင်အိတ်တာမှာနေထိုင်တဲ့လွတ်တော်ကိုယ်စားလှယ်တွေတက်ခုခန်းခငားယန်းခကျွေးကြံများပေးသွင်းဖို့နှိုးဆော်ထားတာပါနှိုးဆော်ရတဲ့အကြောင်းရင်းကတော့ဒီဘတ်ဂျက်နှစ်ကုံဆုံးတော့မှာဖြစ်တဲ့အတွက်ဒီနေပြည်တော်စီပင်တာရေးကော်မတီကသတိပေးနှိုးဆော်လိုက်တဲ့သဘောဗောနော်ဒီမှာရထားရဆိုလို့ရှိရင်တွတ်တော်ကိုယ်စားလှယ်များအခန်းငါကပေးသွင်းရင်နဲ့မလာတရက်နေ့မှာတွတ်တော်ရုံများကိုပေးပို့တဲ့စာမှာဆိုလို့ရှိရင်နဲ့2019 February 14ရက်နေ့အထိစည်ရင်းတွေရဆိုလို့ရှိရင်ကိုယ်စားလှယ်400ကျော်ကစည်ရင်း ကျန်နေပြီးတော့သူတို့ရဲ့ပေးသွင်းရမယ့်ငွေပမာဏဆိုလို့ချင်း7300ကျော်ကျန်နေရဲဆိုလို့ဆိုပြီးရေးထားပါတယ်။မလာတရနေ့မှာတဲ့တော်တော်ကိုပေးပို့တော့ဒီကြားရဲ့ကိုယ်စားလှယ်တွေအများစုကလားကုံနာနဲ့အခန်းကကျွေးကြံတဲ့ကိစ္စတွေအားလုံးတော်တော်များများရှင်းလင်းပြီးသွားပြီလို့သိရပါတယ်တဲ့။ဒီအဲ့အကြောင်းတော့နေပြီးတော့စီပင်သာရေးကော်မတီဝင်ဦးမင်းသူကပြောထားတာပါ။ဒါပေမဲ့မလာ10ရက်နေ့စီးနေရပြန်ကြည့်တော့ကိုယ်စားလှယ်တွေနေနဲ့ အခန်းကားကပေးသွင်းရင်ချက်သိန်း30ခန်းသာကျန်တော့တယ်ဆိုပြီးတော့ပြန်ထွက်လာပြန်တယ်။ဒါကြောင့်ဒီတက်ခိုကန်ငှားကအကျွေးကျန်ပေးသွင်းရင်နှိုးစော်ခြင်းဟာကိုစလရီရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့ပုံစံဖြစ်သွားပြီးတော့ဒါရည်ရွယ်ချက်မရှိပဲဖြစ်သွားတာပေါ့နော်။ဒါလည်းလိုအပ်လို့ရှိရင်ထပ်ပြီးရှင်းပြသွားမယ်ဆိုပြီးတော့ပြောထားပါတယ်။တခြားရည်ရွယ်ချက်ကတော့ဘာမှမရှိပါဘူးတဲ့။တောင်းပန်တောင်းနှီးမှားပြီးတော့ထိခိုက်မှုရှိတယ်ဆိုရင်တော့ရှင်းပြပေးပါမယ်ဆိုပြီးတော့ဒီစီဗင်ကအရာရှိကပြောထားတယ်ပေါ့နော်။ အင်းတော်တော်ကိုယ်စလဲတဲတဲ့စီပင်အဲ့ဒီသားမှာဆိုလို့ရှိရင်တရက်တဲခိုခန်းခါပေါ့နော်။ငါရန်ခါဆိုရင်တရက်ကို7500ကိုယ်စလဲရက်ပေးရတယ်ပေါ့နော်။ဒီ February 14ရက်နေ့မှာဆိုလို့ရှိရင်အဲ့စီရင်နေရကုန်းသွဲလုပ်ငန်းကို900ခန်းတော့ပါဝင်နေတိမ်မောင်း200လောက်ပေးဖို့ကြံနေတယ်ပေါ့နော်တဲ့။ဘတ်ဂျက်နှစ်ကလည်းကုန်ဆုံးတော့မယ်တဲ့။ဒီလွတ်တော်ကလည်းပြီးတော့မယ်ဆိုလို့အခန်းကကျွေးမကြံဖို့တော့နှိုးဆော်တဲ့သဘောပါပဲတဲ့။အင်းကိုနေထားရတာပဲပေးရမှာပေါ့တဲ့။မပေးတော့လည်းသူတို့ညနေ3ပေးတာပေါ့ဆိုပြီးတော့ဒီမွန်ပြည်နယ်ပြည်သူ့တော်ကိုယ်စလဲဒေါက်တာခင်ဆောင်ကတော့ပြောပါတယ်။ ဒါတော့ဒီလွတ်တော်ကိုယ်စားလှယ်ရဒီစီပင်အိတ်တာမှာသူတို့နေရာချတာပဲနေရာမှာငားရန်ကတနေ့ကို9000ပေါ့နော် ပေးသွင်းနေရတဲ့ခါမှာနေ့စဉ်ပေးသွင်းဖို့လဲသူတို့လဲဘလို့အဆင်မပြေရလားလို့ကြံနေတဲ့ရှိပြန်ရှိတဲ့ပုံစံမျိုးစီပင်တာဘက်ကနှိုးစော်တဲ့ခါမှာလွတ်တော်ကိုယ်စားလှယ်ဘက်ကလည်းဒါသူတို့ကုံတိတ်ခါထိခိုက်နိုင်နေဆိုပြီးတော့ပြောထားရပါနော်ဒီကသူတို့ဒီဟိုဘက်ကလည်းစီပင်ဘက်ကလည်းအဲဘဏ္ဍာနဲ့ဘတ်ဂျက်ကုံဆုံးလို့မယ်လွတ်တော်တန်တန်ကုံဆုံးလို့မယ်အချိန်မှာသူကလည်းဒါနှိုးဆော်ရဆိုပြီးရေးသားထားတဲ့တဲ့မှာ ညီမလည်းဒီ7 day မှာပါတဲ့သတင်းတခုကိုဖတ်ပြခြင်းနဲ့ရှင်ဒါဟုတ်ကဲ့ page 3မှာပါတာပေါ့နော်လောက်ကင်မှာပြိမိနေတဲ့အရက်သားတွေကိုတဲ့လူမှုရေးအဖွဲ့တွေကတွားရောက်ခေါ်ဆောင်နေဆိုတဲ့သတင်းလေးပါလောက်ကင်တိုက်ပွဲမှာပြိမိနေတဲ့အရက်သားတွေကိုတဲ့ရှမ်းမြောက်ဒေသအခြေစိုက်လူမှုရေးအဖွဲ့တွေကလောက်ကင်မျိုးထီကိုကားရင်နဲ့တွားရောက်ခေါ်ဆောင်ခဲ့တဲ့တဲ့င်းမှာလောက်ကင်မျိုးမှာမက်စလာ6ရက်ကစတင်ခဲ့တဲ့တိုက်ပွဲကြောင့်ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့အရက်သားတွေရတဲ့ ညီးစက်ရမျိုးတွေကိုတင်းရှောင်နေရရှိပြီးတော့ရတအများစုကတော့မက်လာဆယ်ရဲ့အထီးအခက်ခဲကြုံနေပြီးတော့တဲ့လာရှိုးတီပေါ်နဲ့ကုလုံမျိုးကလူမျိုးရေးအဖွဲ့တွေကလောက်ကန်ကိုကားချောက်စီနဲ့တွားရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါရဲ့တဲ့လာရှိုးမျိုးနဲ့စစ်ဘေးရှောင်ကဲစေးကော်မတီကဥမ္မမောင်တန်းကပြောတာကတော့ လောက်ကင်မျိုးတွေကအေးဆေးတယ်တဲ့မျိုးပတ်ဝင်ကျင်ကိုသွားလို့မရဘူးမျိုးပတ်ဝင်ကျင်ကလူတွေကိုခေါ်ထုတ်လို့မရဘူးဖြစ်နေတယ်တဲ့ခေါ်ထုတ်လို့ရတဲ့နေရာတွေကစစ်တပ်နဲ့ညှိပြီးတော့ခေါ်ထုတ်နေတယ်ဆိုပြီးပြောထားပါတယ်လောက်ကင်မျိုးတွေမှာလူသူသွားလာမှုမရှိတော့ဘဲနဲ့ဈေးဆိုင်ငယ်အချို့ဖွင့်ထားတာကလွဲပြီးတော့တိတ်ဆိတ်နေကြောင်းခေစိအဖွဲ့တွေကပြောပါရဲ့တဲ့တမရကတင်ကားရည်နဲ့လုံချုံကြီးကင်းလည်နေပြီးတော့မြေမြေလုံချုံကြီးစိတ်မချရည်သွာလာရန်ခက်ခဲနေရတွေမှာတဲ့နေရက်ပြင်လို့တဲ့ရက်သားတွေများစွာကြံနေပါသေးရဲ့တီပေါ်မြို့အခြေဆိုင်ရှမ်းပြည်မြောက်ပိုင်းနယ်စင်းချပရိုက်တာအဖွဲ့က ကိုမျိုးကတော့တဲ့လောက်ကင်မျိုးပဝန်းကျင်မှာလုံခြုံရေးအရာစိတ်မချရတဲ့အနေအထားမှာရှိနေပြီးတော့ဒီနေရာတွေမှာရက်သားတွေကိုအခြေအနေပေးရတဲ့တွားရောက်ခေါ်ဆောင်ရန်စီစဉ်ထားတယ်လို့လည်းပြောပါရယ်။မက်လာ၁၀ရက်နေ့မှာလောက်ကင်မျိုးတွင်းမှာတည်ငြိမ်နေပေမဲ့လည်းမျိုးနဲ့တမိုင်ခန့်အကွာမြန်မာတရုတ်နယ်စပ်နေရာတွေမှာတော့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့တမတော်အရာရှိတူကလည်းပြောထားပါရယ်။လောက်ကင်မျိုးကနေတင်းချောင်လာတဲ့စစ်ပေးချောင်အရေးအတွက်ဟာမက်လာ၁၀ရက်ညအထိဆိုရင်၄၀၀၀ကျော်ရှိရဲဆိုပြီးတော့လည်းသူကဖော်ပြထားပါရယ်ရှင်။ဟုတ်ကဲ့။ ဆက်ပြီးတော့မကဒီ device မှာပါတဲ့ဒိုင်းနမိုဖျက်ပြခြင်းနဲ့နိုင်ငံသားများရဲ့ပုတ်ကလေးကပုတ်ကိုဆိုင်ရလွတ်လပ်မှုနဲ့လုံခြုံမှုဥပဒေကိုတဲ့အရက်ဘက်အဖွဲ့အစည်းတွေကကန့်ကွက်တယ်ဆိုတဲ့သတင်းမှာဒီဥပဒေကပေါ့နော်ပြောင်းစုလွတ်တော်မှာမလရှိရနေရပြဋ္ဌာန်းခဲ့ပြီးတော့ဥပဒေကနမည်ကတော့ဒီနိုင်ငံသားများဤပုတ်ကိုဆိုင်ရလွတ်လပ်မှုနဲ့ပုတ်ကိုဆိုင်ရလုံခြုံမှုကိုကာကွယ်ပေးဥပဒေလိုအမည်တင်ပါတယ်ဒီဥစ္စာကိုလက်ရှိပေါ်တော့မီဒီယာအဖွဲ့အစည်းတွေနဲ့ရဲဖက်အဖွဲ့အစည်းကိုပွဲကမလ9ရက်နေ့မှာပဲကန့်ကွက်လိုက်တာပါဒီဥပဒေအရဆိုလို့ရှိရင်နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုတွေပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုတွေကအဓိကပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုတွေကိုလုံခြုံမှုအကာအကွယ်ပေးထားတာအကာအကွယ်ပေးရေးဆွဲထားတာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ဒီဥပဒေကိုဘယ်လိုထောက်ပြလဲဆိုလို့ရှိရင်နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့မညီဘူးတဲ့ပြီးတော့ဒီလူပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုအကာအကွယ်မပေးနိုင်ရင်လည်းသူတို့တွေနဲ့ယူဆရတယ်တဲ့နောက်ပြီးရေရှည်မှာဆိုလို့ရှိရင်လွတ်လပ်စွာပြောဆိုခွင့်ကိုပါထိမားနိုင်ခြင်းများတဲ့အတွက်ကြောင့်ဒီလိုမျိုးမီဒီယာတွေနဲ့ရက်ဖက်ပွဲစည်းကိုဖွဲရဒါကိုကန့်ကွက်လိုက်တာပေါ့နော်ဘာကြောင့်ကန့်ကွက်ရလဲဆိုတဲ့အကြောင်းထပ်ပြီးရှင်းပြထားတယ် နိုင်ငံသားဆိုတဲ့ဖွင့်ဆိုချက်မှာရင်းနဲ့ကွဲလွဲမှုတွေရှိနေတယ်တဲ့သူကနိုင်ငံသားလို့ပဲပြောထားတယ်1982ဥပဒေအရဆိုလို့ရှိရင်တော့အဲ့နိုင်ငံသားနိုင်ငံသားပြုတ်ခွင့်ရသူစသဖြင့်ရှိနေပါတယ်တဲ့အဲ့လူတွေမပါသလိုဖြစ်နေတယ်ဆိုပြီးတော့ဒီကန့်ကွက်တဲ့အဖွဲ့ကိုးဖွဲ့တွေမှာပါဝင်တဲ့ပန်မြန်မာအတွင်းမှုဥဟန်စောကပြောထားပါတယ်ဒါပြင်တဲ့ဒီဥပဒေအရဆိုလို့ရှိရင်ရည်ရွယ်ချက်ကောင်းမွန်တော့လဲဥပဒေပါအတုံးတွေကိုတိကျစွာသတ်မှတ်ထားခြင်းမရှိဘဲနဲ့ရေပူရဆန်စွာ ဖော်ပြထားရည်လည်းရှိနေတယ်။ဒါတွေကလို့တို့အိပယ်ဆွဲပြီးကောက်ယူနိုင်တဲ့အငင်းပွားဖွဲ့ရည်လည်းရှိရတဲ့သူတို့ကန့်ကွက်တာပါဆိုပြီးပြောထားပါဗျ။ဥပဒေချမှတ်နဲ့ပတ်သက်ပြီးတော့တဲ့ဥပဒေမထွက်မီကပင်ရပ်ဖဖွဲ့စည်းတွေကအကြံပြုခဲ့တော့လေဒီအကြံပြုချက်တွေကိုလည်းလှလူရှူပြီးတော့ပြဋ္ဌာန်းခဲ့ခြင်းကလွတ်တော်အပြည်သူအတန်ကိုနားမထောင်ဘူးဆိုပြီးတော့လည်းဒီရပ်ဖဖွဲ့စည်းရဝေဖန်ထားပါဗျ။ဒီဥပဒေမှာတဲ့ဝရမ်းမပါပဲဖမ်းဆီးခြင်းဂုံတိုက်ခါထိခိုက်စေသောနားရောက်ခံစုံစမ်းခြင်းတယ်လီဖုန်းကြားဖြတ်နားထောင်ခြင်းနဲ့ အခြားသူတွေစာအိတ်နဲ့ပါဆယ်တို့တွေကိုဖြန့်ဖောက်ခြင်း၊ရှာဖွေသိမ်းဆည်းခြင်း၊ဖျောက်ဖျက်ခြင်းတို့ကိုလည်းဥပဒေအရကန့်သတ်ထားပါတယ်။ဒီလိုရက်တွေကိုလည်းကျူးလွန်မယ်ဆိုလို့ရှိရင်ပေါ့နော်အနည်းဆုံးထောင်နဲ့တစ်နှစ်ကနေပြီးတော့အများဆုံးထောင်နဲ့၅နှစ်ထိဖြစ်စေအနည်းဆုံး၁၅သိန်းကနေပြီးတော့အများဆုံး25သိန်းထိဖြစ်စေငွေဒဏ်ချမှတ်နိုင်တယ်လို့လည်းဒီဥပဒေမှာပါပါတယ်။ဒီဥပဒေကိုတဲ့ပန်မြန်မာမြန်မာဂျာနယ်လစ်ကွန်ရက်နဲ့မြန်မာစန်တာအော့ရက်စပွန်ဆာဘယ်ဘီဇနက်စတဲ့အဖွဲ့ကြီးပေါ့နော်အဖွဲ့ကိုပွဲကစူပေါင်းပြီးတော့ကန့်ကွက်လိုက်ကြရပါအဓိကကပေါ့နော်လွတ်စွာ ပြောဆိုထုတ်ပေါ်ရေးသားခွင့်တွေကိုပါအငင်းပွားစရာဖြစ်နိုင်တဲ့အတွက်ကန့်ကွက်တဲ့သဘောအဓိကတွေ့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ပါညီမတို့ရဲ့ဒါနောက်ဆုံးအစီအစဉ်လေးဖြစ်တဲ့ကတ်တွန်းဖတ်ပြရတဲ့အစီအစဉ်မှာညီမကဒီ The Voice မှာပါတဲ့ကတ်တွန်းလို့ရွေးချယ်ထားပါတယ်ရှင်ဒါကလက်ရှိဥပဒေနဲ့ပတ်သက်တဲ့ဟာလို့သူကရွေးချယ်ထားတာပေါ့နော် အာနွားရဲဒီစီစဉ်နောက်ဆုံးအနေနဲ့ကတ်တွန်းဖတ်ပြရတဲ့စီစဉ်လေးမှာ The Voice ကကတ်တွန်းလေးကိုရွေးချယ်ထားပါတယ်။ဒါကလက်ရှိဥပဒေနဲ့ပတ်သက်တဲ့ရေးဆွဲထားရပါတော့။သူကဒီမှာပြောရမယ်ဆိုရင်ဒါတရားသူကြီးတယောက်ကပေါ့နော်လောဆောက်တဲ့ကင်ထားတယ်။သူကပြည်သူရဲ့ကိုပြောနေတယ်။ပြည်သူဘဝလုံးစုံရဲ့အတွက်ဥပဒေပြုကြရတဲ့။ပြီးတော့သူကဆောက်လေးကိုကင်ပြီးတော့ဆင်းရဲချမ်းသာမရွေးလို့ပြောရပါတော့။နောက်ပြီးတော့မိမိဘဝလုံးစုံရဲ့အတွက်အသုံးပြုခြင်းနဲ့ဆိုပြီးတော့ဥပဒေဆောက်လေးကပြောတယ်။နောက်ပြန်လှည့်မကြည့်နဲ့ပေါ့တဲ့။နောက်ပြီးတော့သူကထပ်ပြောတယ်။ပုံကိုကြီးတိုက်ခိုက်မှုအတွက်အသုံးပြုခြင်းနဲ့ဆိုတော့ လူတယောက်ကပြောရယ်သူက66ကားကြီးနဲ့ဆော်ပလိုက်မယ်တဲ့ဘာမှမလဲဟွန်းနဲ့ဆိုပြောနော်နောက်ပြောနေထပ်ပြောထားသေးရယ်အထက်မှာတချို့ရှိနေရယ်တဲ့အထက်မှာပေါ့နော်ဒီဥပဒေထက်မှာတချို့ရှိနေရအောင်ဆိုပြီးတော့သူကရေးထားတာအောက်မှာအာဂရိဆိုပြီးတော့အထုတ်လိုက်ပုံလိုက်ဖြစ်နေရယ်ပေါ့နော်လက်နဲ့တပွဲတဲ့အသုံးပြုခံနေရလေတည်တဲ့ဆိုပြီးတော့ ဥပဒေကိုပဲဥပဒေနဲ့လုတ်သွားတာပေါ့ပြောရမယ်ဆိုရင်ဥပဒေနဲ့ချောင်းရိုက်လိုက်ကွာဆိုပြီးသူကပြောထားရယ်ပေါ့နော်ဒီလူတချို့ကအဲ့ဒါလေးကိုဒါကတွန်းဆရာကနေပြီးတော့ဒါ तू ကသေုပ်ဖော်ထားတာပေါ့နော်ဒီဟုတ်ကဲ့ရှင့်ဥပဒေတွေရဲ့လိုလိုတုံချမှုတွေနောက်ပြီးတော့ဒီတရားဥပဒေစိုးမိုးရေးဆိုင်ရာတွေကတွန်းဆရာတိတိမိမိသေုပ်ဖော်ထားတာပါဟုတ်ပါတယ်ဟုတ်ကဲ့ပါဒီကတ်တွန်းနဲ့ပဲတူဒီမလ17ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာကြံတွေကစိတ်ဝင်စားဖွယ်သတင်းတွေကတ်တွန်းတွေရွေးချယ်ဖတ်ပြရတဲ့အစီအစဉ်ရနာပြရသေးရှင်ဒီဗီဒီယိုကြည့်ရှုအားပေးနေတဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်ရှင်